nhưng mà nhưng mà c t oh. nhưng mà đinh là gì oh. nhưng mà đinh đông gì oh. nhưng mà đinh ly gì sư sư bỏ người chết dạ. đinh là gì <laughs> khu bên này là đó lại gì mà đi <laughs> bên <laughs> này đôi giờ cô chú này đôi giờ ờ, chào giờ gì đó မွေးရပါလားငါညီမမွေးရပါညီမလေးအသက်ငယ်အောင်မယ်24နှစ်24ပါလား24ဩတိုင်းရလားဟုတ်ပါဘာပါမှာပဲလားဩငိုးနေလားငါညီမอืมไดอยู่บลูเลิกขึ้นน่ะคว่ขึ้นน่ะคว่ขึ้นน่ะอืมหุบป่ะเนาะညီမလေးခြေတော့ကအဲ့တော့မလေးเนาะအနာရောတည်ရတော့လားဟုတ်ကဲ့အနာအနာဖြစ်တော့မနိုင်ရတာမနိုင်ရတာအကြာနေလို့ထိုင်လို့ဆင်မပြေဘူးနေလို့ထိုင်လို့ဆင်မပြေอืมအဲ့တော့ညီမလေးအခုကျတော့ဆေးတောင်းနေရတာလား ဟိုဘာတဖြည်းဖြည်းနဲ့ဒီလိုကြီးကြည့်ကြည့်လာတာပေါ့ဟုတ်ကဲ့ဒီတော့တော့တော့ထိတော့မကြည့်ဘူးကိုအရင်ကြည့်လာတာအခုဒီနှစ်ပိုင်းလောက်မှာဒါအကြည့်လာတာစေုံစေကနေလည်းပြမကြည့်ရတယ်လို့ပြကြည့်တာလားမျိုးရွာစေုံမှာတော့ပြရတယ်ဒါပေမဲ့ကစီအောင်တော့မနိုင်ဘူးတကယ်ရှိတော့ဟိုဘင်ဘက်ကိုအဲ့ဘက်ကတော့မနိုင်ဘူးပြောလိုက်တယ်အခုငန်းလေးရောက်တော့ငန်းလေးမှာစေုံတွေကိုအရင်ပြကြည့်လိုက်လေဘလို့လုံးလို့ရရလဲဆရာဝန်နေအောင်အဲ့လိုပြကြည့်လားပြကြည့်လားအဲ့လိုပြကြည့်လားအဓိကတော့ညီမလေးဒီခြေတော်ကြီးနည်းနည်းပဲတက်တာတက်တော့ခွဲကျင်တာပေါ့ ုတ်တယ်ညီမကျွန်တော်ကြည့်ရအောင်တော်တော်လေးရောင်းအမြဒီဘက်တင်ပါလေးစပြီးတော့အဖေဖြစ်တော့ဒီဒီကတော့ဒီရတိုင်းဘလို့ဖြစ်တော့တာအဲအခုဘက်တစ်ဖက်ပဲဖန်တာစီလို့ရမယ်อืมကောအနာရောဖြစ်လာတဲ့ခါတော့မန်းရီရတဲ့ကြားရအောင်ဆိုတော့ဦးစားကြားတဲ့တော့တော့မရအောင်ခင်ဗျာအဲလူတော်လူတော်တို့လိုရလဲမစအစမတင်အောင်နော်အမအမငယ်နဲ့ညီမဖိုက်တယ်ညီမအတက်ငယ်ငယ်လေးရှိတယ်အားလုံးဆင်ပြေတော့လိမ့်မယ်နော်အဲ့တော့ညီမကိုအခုဒီဥစ္စာလေးကိုအရင်ဆုံးဆေးကရှေ့လေးကုလို့ရအောင်ပြလို့ရအောင်ဘယ်လိုလုပ်ရင်ရမလို့ဆိုတဲ့ဥစ္စာလေး နော်စေုံသွားလို့ရအောင်အခုလမ်းပိုက်ဆံပါခဲ့လားဟိုပြန်နိုင်ဦးဒီကိုပါအောင်ဘယ်လိုလောက်လာတော့အမေကဟိုတိုင်းပေါ်မှာချီယောက်ကိုတင်လိုက်တာဟုတ်ချီပူးကျင်နေဆိုပြီးတော့အဲမရိရှားအကူရသူတို့တက်နေတဲ့ဟာလေးလူပေးပြီးတော့အိတ်ကပ်ဆန်နဲ့အဲ့ရပိုက်ဆံနဲ့ဒီမန်းလေးကိုကိုပြုတ်စီရောက်လာတာဟုတ်ဗျာဟမ်ဟုတ်ပြီငါညီမအဲ့ဆိုရင်အကူလည်းအကူလက်ထဲပါတဲ့အလူငွေရှေ့ပြေးနေနဲ့အကူလှုပ်ပေးခဲ့မယ်။နောက်ထပ်အလူငွေရောက်ရင်လည်းအကူလက်ခံပေးမယ်။ညီမလေးဒီအကူကိုလှူလိုက်မဲ့ငွေနဲ့ဟိုစေကောင်းကိုအရင်ပြပေးမယ်။စေအောင်နော်။ညီမလေးခြေတော့ကနေလာလို့စေအောင်နေနဲ့အရင်ဆုံးတိုင်ပေးကြည့် ပြီးရင်ကိုတင်ပြပေးဘယ်လိုလုပ်ရင်ရမလဲနော်အဲ့တော့ allusion number လေးပြောပြမယ်ငါညီမအကိုနားထောင်ပြရအောင်နော် allusion ကကျွန်တော်တို့ a ဝရက် a ဝရက်မီတာစုလိုင်းစားကနေပြီးတော့မှ a ဝရက်မီတာစုလိုင်းစားနေပြီးတော့မှနှစ်သိန်းလူတာရှိတယ်နော်အဲ့နှစ်သိန်းလူပေးမယ်နော်ပြီးရင်ကျွန်တော်တို့ဥမောင်ကျော်တဲ့အဲဥမောင်ကျော်ဒေါ်နီလာဝန်တားပြတ်တူဝေယံကျော်တမိပြတ်တူမဝန်းရီကျော်ထိုင်ဝမ်တိုင်းမှာတသိန်းလူတာရှိတယ်စုစုပေါင်း၃သိန်းရှိတယ်အဲ့၃သိန်းလုံးလူပေးခဲ့လိုက်မယ်နော် ဟိုပေးရနိုင်ဆိုအဝေးကြီးပဲဈေးစကားတွေလည်းအများကြီးဈေးကြီးမယ်ပနေရကြာခဲ့တော့ဒီမန်းလေးကိုရောက်ဖို့ရတော့300ရအောင်ကြာခဲ့ရတယ်လန်ခီယာအဆင်ပြေလားမပြေဘူးနော်음ဟုတ်ပြီငါညီမကအလူငွေလေးလက်ခံအောင်မအလူငွေလေး3ဒိန်းနော်ဒီအပေါ်လူပေးလိုက်တဲ့အလူငွေလေးနဲ့အရင်ဆုံးဈေးရုံလေးကိုအရင်ပြကြည့်မယ်နော်နောက်ရမှာအကူပြန်ပြီးတော့တစ်ချက်ပြန်ကြည့်မယ်နော်နော်မပြန်နေတဲ့အောင်နော်ဒါကျေးဇူးပါညီမလေးနော်ရတယ်ရတယ်မလေးမလေးအခုလက်ရှိပြမှာစိတ်ကုနေရတော့အယောထုတ်ဖို့ပထမက ယူတုစေယုံကြီးမှာယူတုစေယုံကြီးအတိုင်းမှာအယိုးထုကိုလွှတ်လိုက်တယ်ဟုတ်အခုပထမဆုံးလှုပ်ပေးတဲ့၃သိန်းလေးနဲ့လာကူတာဟုတ်လက်ထက်မှာဘယ်လောက်ရှိသေးတော့၃သိန်းကျော်ပဲရှိတယ်၃သိန်းကျော်ပဲရှိတော့တယ်စားရတော့ရအစင်းပြလာငါကြီးမှာအဝေးကလာတာဆိုတော့တိတ်မပြေဝယ်စားရလားဝယ်စားရတယ်ဟိုကိုကိုဒေတာကိုရမှာမဟုတ်တော့ဝယ်စားရတဲ့နေရာလေးတွေပါလေးတွေဘေးကနီနာချင်းလေးတွေကိုစေယုံပါလားအတူတက်တဲ့လူလေးတွေကိုတခြားဆောင်ရမယ်ဒီတမေးပြမှာဝယ်စားနော်အခုမာညီမလေးမြင်ပြီးပါလားဘာလို့လဲအဲဝယ်စားနေဝတ်တာလားဝတ်တာတယ်နော်အေးညီမလေးဒီကြောက်ကြီးပြုလို့ရအောင်လို့ နော်ဒီမှာလေးအခုဖြစ်နေတဲ့ဒီခြေောက်ကိုကုလို့ရအောင်လို့အခုတော့ပိုက်ဆံဆိုတဲ့ဥစ္စာကိုလုံလုံလောက်လောက်တူပေးခဲ့ပါဝမ်းသာလားဝမ်းသာတယ်ဟုတ်ပြီနော်ကောင်းငွေတွေအများကြီးမြင်ဘူးလားမြင်ဘူးနော်အေးငါ့ကိုဝမ်းသာတယ်နော်ငါဒီမှာဖြစ်နေတဲ့ခြေောက်ကြီးလုံလုံမပြောက်ဘူးဆိုတော့မှတက်တောင်းဟုတ်တယ်နော်ဒါတော့အချိန်ပေးရမယ်အခုတော့ဟုတ်တယ်မနော်ချက်ချင်းကြီးတော့ပြောက်တော့မှာမဟုတ်သေးဘူးချက်ချင်းပြောက်တော့မှာမဟုတ်သေးတော့ကြတော့ဒီမှာလေးဟိုအရင်ဆုံးတက်တောင်းလုပ်မယ်နော်ကျောင်းဝင်ညွှန်ကြားချက်ပေါ်ဒီခြေလေးလုပ်မနေ့တာတွေပါတွေဝင်မစားနဲ့ဟုတ်ပြီနော်အဲအခု ညီမလေးအခုအနာလေးတားကြိုင်ရလားဟုတ်ကြိုင်ပါဟုတ်လားကျန်ဝင်အေးဆေးလေးတင်ပြပြီနော်ညီမလေးကတော့ဒီလိုရှိတယ်ဒီလိုဖြစ်နေတယ်ဆိုပြီးတော့တင်ပြပြီနော်အခုညီမလေးကိုဝင်လူပေးမယ်ဝင်လူပေးရင်လည်းစေးရုံမှာအကုန်လုံးမထားနဲ့ပြောင်းမယ်နော်အလူငွေအတ်တော့မယ်ဘလာတော့ပြောမယ်ရပြီလားပြောပါမယ်နော်ညီမညီမ30သိန်းညီမ30ညီမ30ညီမ30စုစုပေါင်းငွေကြေး30အေးရအောင်လားဒီလိုမျိုးနဲ့ရအောင်လားရအောင် အညီမတို့မိသားစုတွေကမိဘတွေကလိုမျိုးတွေထောက်ပံ့နိုင်လားထောက်ပံ့နိုင်ဘူး။ဒါရင်အခုလောလောဆယ်ညီမလေးကိုအလူရှင်နာမည်တွေမပြောခင်ကွာ။ဒီလိုမျိုးလှူပေးတဲ့အလူရှင်တွေ900ပထောင်ဝင်ရစားလှူပေးတဲ့အလူရှင်တွေကိုမပြောချင်တော့ငါညီမတွေပါစိတ်ထဲမှာကျေးဇူးအများကြီးတင်တယ်။ရောဒီထက်ကလည်းလူနိုင်ပါစေ။အဲရောလုပ်ငန်းတွေကလည်းအဆင်ပြေပါစေရှင်။ဆောင်းပေးပါရှင်။ဒါရင်ကျေးဇူးပါညီမလေး။အဲ့ဒါဆိုရင်အကိုအလူငွေကျ390ညီမလေးလက်ထဲကိုအပ်ပေးတော့မယ်။ရောပါညီမလေး။မနိုင်လား။လက်ကအနိုင်နဲ့မနိုင်လား။အာအများကြီးနော်။ အဲ့တော့ငွေကြေး350ဆိုတော့အားအများကြီးနော်ဒီမလေးဒီမအများအကျကုလို့ရပြီကြောက်အောင်တော့ကုလို့ရမယ်နော်ဆရာဝန်ညွှန်ကြားချက်ကိုမတက်တာတွေမစားနဲ့ဒီစားလေးကျူးဆိုင်ပြီးတော့လုပ်မယ်ဒါကအခုဟိုနေ့ကတင်ပေးလိုက်တဲ့အဲဗီဒီယိုဖိုင်ပေါ့အဲ့ဗီဒီယိုဖိုင်ရဲ့အတိုင်းမြင်းပြီးကမှညီမလေးကိုဒါလူကျင်တဲ့ကျူးနာဒီတရာတရားတွေထွက်လာပြီးတော့ကြတော့ဒါမင်းများမဆိုပေါဝင်ပြီးတော့အလှူထမ်းပေးကြတာဟုတ်ပြီနော်ကျေးဇူးနေနေအဲကျေးဇူးနေလားအောက်ချလာမလားငါညီမလေးလား ကျိုးလည်းကျမ်းပါပါစေဆန္ဒပါစေကျိုးတို့မိသားစုလည်းကျိုးရှင်ပါစေကျိုးရှင်လည်းပတ်နိုင်ပါစေဟုတ်ပြီညီမလေးလည်းညီမလေးနေရွယ်တဲ့ချိန်လေးမှာညီမလေးအခုကန်စားနေရတယ်ညီမလေးဝေဒနာကိုအမြန်တော့ကြောက်ပါလိမ့်နော်ဟောကတော့ပါတဲ့ဩကျေးဇူးပါညီမလေးနော်ငါညီမလေးအခုလိုအတက်ငငယ်ရွယ်ရွယ်နဲ့ဒီလိုမျိုးဖြစ်နေတဲ့အချိန်ကာလလေးမှာအနာရောဂါပြရားတွေတင်းဝဲပြီးတော့မိသားစုအပေါ်ကိုလောက်တိုင်းရှာဖွေကျွေးနိုင်တဲ့အမိကောင်းရတနာလေးဖြစ်ပါလေလို့အခုဘက်ကလည်းဆုတောင်းပေးတယ်နော်ညီမလေးအဲ ကျေးဇူးနော်ညီမလေးရောက်အားဆိုရင်အလူငွေတွေအရင်ဆုံး350အပ်လိုက်ပြီပြီးရင်အလူရှယ်တယောက်ချင်းစီနာမည်ကိုအကုန်ပြောပေးမယ်နော်လာမြေရေးကြတယ်ပြောပြတကားတွေကငါညီမရေးနေမှာကြည့်အောင်ပဲထင်တယ်ဒါပေမဲ့လို့အမတ်တမဲကြီးဆိုတော့တကယ်ပြောတာဖြစ်နေတာညီမလေးကိုအခုအခုဖုန်းဆက်တော့အလူငွေဘယ်လောက်ရမယ်လို့ပြောလားမပြောဘူးညီမလေးကိုပြောသေးတယ်လို့အကွာ surprise လာလို့ပေးရနော်တစ်ဖက်ကညီမလေးဟိုစိတ်ခံစားနေရတယ်ဟိုဒါဒီအနာကြီးနဲ့စိတ်ခံစားနေရတော့အခုဒီလိုမျိုးလေးလုပ်ပြီးတော့ကြတော့အခုအကိုကြီးကဒီလိုလုပ်ပြီးရဆိုတဲ့ ကစားချက်လေးဖြစ်စေချင်လို့ supply ရောက်ပြတာဟုတ်နော်ပြီးဆိုရချင်ပါရဲ့ပြီးရလို့ရှင်းနာမည်တယောက်ချင်းစီပုံပေးမယ်နော် solution ကတော့နည်းနည်းရှင်းမယ်ဒါပေမဲ့နားထောင်ပြလိုက်နော်ဟုတ်ကျေးဇူးပါညီမလေးအားလုံးရပြီနော်ဟုတ်